အလောင်းမဲမင်္ဂလာပါဒီနေ့မှာတော့ပဇွန်ကျော်ဆက်မွေလေးကိုယူနန်စတိုင်လေးချက်ပြပါမယ်ရှင်အလောင်းမဲလက်ချိပေးကြပါဦးနော်ဒါကတော့ပဇွန်တပိတ်တောက်တန့်စင်ထားတာပါပဝန်ပစ္စည်းဖြစ်တဲ့ချက်တွန်နီရှနနန်ဖတ်ဖဲနန်နန်ပဲငရုတ်ပွားပြီးတော့ငရုတ်ဒီစိမ့်နဲ့ခန်းကျင်ဒီအားလုံးကိုနုတ်နုတ်လေးစင်ထားပါမယ်။ပြီးရင်တော့ငရုတ်ကောင်းမုံ၃စွန်းအထုံစီမုံက၂စွန်းပြီးတော့ငရုတ်ဒီအမုံက အစားနိုင်သလောက်ပေါ့နော်ပြင်ထားပြရပါမယ်ရှင်ဒီလိုလေးဆိုရင်တော့ရပါပြီနော်ပထမအဦးဆုံးပစုံကိုကျဉ်ကျွတ်တမျိုးတောင်စားချုံမုံတာကုံမုံတောင်ကုံမုံကောမုံတူတူပါပဲနော်အဲ့ဒါနှစ်စွန်းထည့်ပြီးတော့တမအောင်နေပြရပါမယ်ပြီးရင်တော့စီပူပူလေးကိုချက်ချင်းထည့်ပြီးကြော်ပြပါနော်ပစုံလေးတွေမွေးပြီးအသားတင်းလာတဲ့အထိကြော်ပြရပါမယ်ရှင် ပြီးရင်တော့ဆဲပြီးတော့စစ်ထားပြရပါမယ်နော်လက်ကျန်စီတွေကိုလည်းခတ်ထုတ်ထားပါမယ်ဒါကကြော်ပြတဲ့အချိန်လေးပါနော် ပြီးရင်တော့ချီနေငယ်ထပ်ထည့်ပြီးရင်ကျက်တုံနီကျက်တုံဖြူချောင်းလေးကြံခဲ့တယ်ပေါ့နော်ခဏတော့ကပြီးတော့ငရုတ်ပွားကန်းချင်းဒီငရုတ်ဒီစိန်အကုန်လုံးကိုထည့်ပြီးတော့အရင်နွမ်းသွားအောင်လို့ကြောက်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းမုံအထုံစည်းမုံစားနှစ်စုံချင်းချမုံတစ်စုံငရုတ်ဒီမုံထည့်ပြီးတော့အားလုံးဤသွားအောင်လို့ကြောက်ပေးရပါမယ်ရှင်ပြီးရင်တော့ဗီနီကာလေးနည်းနည်းပောက်ပေးရပါမယ်နော် ပြီးပြီဆိုရင်တော့ညီမတို့ခုနကအမွေးနှံတာတွေဖြစ်တဲ့နန်းနန်းပင်ရှန်းနန်းတန်ပင်စင်းတွေကိုထည့်ကြော်ထားတဲ့ပစုံလေးကိုထည့်ပြီးတော့အားလုံးကိုတမတော်အောင်လို့ရောပြီးတော့လုံပြီးတော့ကြော်ပေးရပါမယ်။အားလုံးကြော်ပြီးတော့ရတာဆင်ပြေပြီးဆိုရင်တော့ချလို့ရပါပြီ။ကဲဒါလေးကတော့ Union Style ပဇွန်ကြော်မွမွေးလေးဖြစ်ပါတယ်လောက်စားကြည့်ကြပါနော်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်အားလုံးပဲတတ်တာ